မှာသာဗုဒ္ဓဘာသာမှာမဟုတ်ပါဘူးလူသားတိုင်းဟာတနေ့ကြရင်တည်ကြရမှာဖြစ်ပါတယ်ဒီစကားဟာအလွန်ရိုးရှင်းပြီးတော့အလွန်တိကျတော့တိကျတည်ကြတော့စကားပါဒါပေမဲ့ဒီစကားကိုများသောအားဖြင့်လူအများစိတ်ဝင်စားမှုအားနည်းကြပါတယ်စိတ်ဝင်စားမှုအားနည်းတော့တည်ခြင်းနဲ့ပတ်သက်ပြီးပြင်းစင်မှုတွေးခေါ်မှုပြောဆိုမှုကျင့်သုံးမှုတွေလည်းရောပါကြပါတယ်သို့တော့ မိမိပဝင်းခြင်းကလူတယောက်တည်သွားတာပဲဖြစ်ဖြစ်နာယီကိစ္စတစ်ခုကိုသွားရောက်ပို့ဆောင်တဲ့အခါမှာဖြစ်ဖြစ်တည်ခြင်းတရားနဲ့ပတ်သက်မှုရှိလာတဲ့အခါကျရင်တော့အချို့လူတွေဟာငါလက်တနည်းတည်အောင်ပါပါလားဆိုတဲ့အတိလေးရကြပါတယ်ဒါပေမဲ့အဲ့ဒီအတိကအကြပါဘူးတပံပန်ပြီးတော့ပျောက်ကွယ်သွားပါတယ်အားကြောင့်လဲဆိုတော့တည်ခြင်းတရားဟာမိမိရဲ့အနာကနေခဏလေးခေါ်သွားတော့ကြောင်းပါ နာလေးကသွားခြင်းဆိုတာတကယ်တမ်းအပြည့်တော့တည်ခြင်းတရားနဲ့ပတ်သက်ပြီးမိမိကိုယ်တိုင်မကြုံတွေ့လာသေးခြင်းရဲ့မိမိအနီးအနားကိုရောက်မလာခြင်းရောက်မလာခြင်းသေးတာရဲ့ကြောင့်ပါသို့တော့တည်ခြင်းတရားဆိုတာပဲအချိန်လာမည်ဟုပုံသေးတတ်မှတ်လို့ရသောအရာမဟုတ်လို့အချိန်မီဝင်ရောက်လာနိုင်သဖြင့်ယုတ်တည်းရဝင်လာပါကတရားမရှိတဲ့သူတည်ခြင်းနဲ့ပတ်သက်ပြီးကြိုတင်မပြင်းစင်ထားသူဟာ တည်ခြင်းတရားကို ထိတ်လန့်ပါတယ်တည်ခြင်းတရားဆိုတာထိတ်လန့်ကြောက်ရွံ့ယုံနဲ့ပြီးသွားသောအရာတစ်ခုမဟုတ်လေတော့လူဟာတည်ခြင်းတရားနဲ့ပတ်သက်ပြီးလေးနက်ထားသင့်ပါတယ်တည်ခြင်းတရားကိုလေးနက်ထားခြင်းဆိုတာတကယ်တော့အပြည့်အသက်ရှင်စေကာလမှာငါဟာအချိန်မရွေးသေးနိုင်တဲ့ဆိုတဲ့အတ္တိတရားလေးနဲ့အသက်ရှင်စေကာလမှာကောင်းမှု ကုသိုလ်များကိုတတ်နိုင်သလောက်လှုပ်ဆောင်ခြင်းပါကုသိုလ်ဆိုတာမတည်ခင်လောက်ရတာပါမတည်ခင်လှုပ်ဖို့ဆိုတာက တည်ခြင်းတရားကိုအလေးအနက်ထားဖို့လိုပါတယ်တည်ခြင်းနဲ့ပတ်သက်ပြီးသိနေဖို့လိုအပ်ပါတယ်အသိရှိမှအကျင့်ရှိပါတယ်ဒါကြောင့်တည်ခြင်းတရားနဲ့ပတ်သက်ပြီးအသိမှအကျင့်သို့ကူးပြောင်းနိုင်စေဖို့နိုင်ဆိုင်ရာတွေးစရာများကိုရေးသားလိုက်ရပါတယ်ဒီအတွေးများတွေကတစ်ခုခုကိုသဘောကျပြီးလက်တွေ့ကျင့်သုံးပြတဲ့ဆိုရင်တော့လောကလင်္ကာယဆရာတော်ရှင်ညာနာဝရတာပေါင်းဖြစ်ပါတယ်ယောပပူဇော် ဒါနပြုအပ်ခြင်းဖြစ်ပါတယ်။အားလုံးပဲအတ္တိတရားတစ်ခုစီပွားများနိုင်ကြပါစေ။